ဆိုတော့ဒီနံပါတ်7ကလည်းတမန်တော်ပေါလုအကြောင်းနဲ့ပဲထပ်လာပြောင်းသူကဒီမာကက်ဒိုနီးယားနဲ့တရောမျိုးသူပြင်လာတဲ့ခါမှာလဲသူရဲ့တပည့်တွေနဲ့တနင်းတွင်နေပါပဲသူကလာပြီးစီဝေးကြတယ်သူတို့မုတ်တွေပဲဖဲ့ကြတာပေါ့နော်ဆိုတော့အဲ့ဒါရောဝုတ်ပြူတာမဟုတ်ဘူးလားအဲ့ဒါကတနင်းတွင်နေလို့ရေးထားတာမဟုတ်ခုနှစ်ရက်မှာပထမနေ့လို့ရေးထားတာခုနှစ်ရက်မှာလဲပထမနေ့မှာသူကစီဝေးပြီးတော့သကောင်းရန်တိုင်အောင်စီဝေးပြီးတော့နောက်နေ့မှာပေါ်လို့ကခရီးထက်သွားတယ်တရောမျိုးကနေနောက်တစ်မျိုးသွားတယ် အဲ့တော့ကျွန်တော်တို့သိထားမယ်။9ရက်မြောက်နေ့ဆိုတာတောက်ကြတဲ့ညနေရနေ့စနေညနေတိ။အင်း။အဲ့ပထမနေ့ဆိုတာစနေညနေရနေ့တနင်္ဂနွေညနေညရောက်ပါတယ်စနေညဖြစ်နေ။အဲ့တော့ ICU ရဲ့နေ့ကအချိန်ကဘယ်အချိန်လဲဆိုလို့ရှင် စနေနေ့ညမှာ ICU ရ။အားကြောင့်ဆိုပေါ်လူကတနင်္ဂနွေနေ့မနေ့ပထမနေ့မှာသွားမှာ။ဒါပေမဲ့အဲ့စနေနေ့ညနေ့ဆိုတာလည်းပထမနေ့ပဲ။အင်း။သူကဂျူကလန်နာတရားကြီးပြနေပြပထမလေးမှာသူတို့စီးဝဲကြတကောင်ရန်တိုင်အောင်စီးဝဲတာစနေနေ့ည6နာရီ9နာရီ10နာရီ9နာရီ10နာရီ17နာရီ17နာရီစီးဝဲကြဟိုးမိုးလင်းတိုင်အောင်စီးဝဲကြလို့ကြီးတာပြီးတော့မှပေါ်လူကမနဲ့မိုးလင်းဆော့ဆော့ ထပြီးတော့ခရီးသွားဒါကြောင့်မလို့စနေညနေမှာစီးဝေးခဲ့ပြီးတော့တနင်္ဂနွေကျတော့လုံးဝမစီးဝေးဘဲနဲ့ခရီးသွားတဲ့ဟာကိုဆိုတော့အဲ့မှာဖော်ပြထားတယ်ဒါအပြင်တကယ်တော့စီးဝေးခဲ့တာအဲ့ညနေမှာလည်းမကောက်စနေနေ့တနေ့လုံးနဲ့စီးဝေးခဲ့တယ်ဒါပေမဲ့နောက်နေ့သွားမှဆိုတဲ့အခါကျအဲ့ညနေလည်းစီးဝေးခဲ့တယ်ဆိုတော့ဖော်ပြထားတယ်ဆရာသူကစီးဝေးရမယ့်အရာမပြီးသေးဘူးလေမပြီးသေးဘူးဒါပေမဲ့စရခဲ့တာကျတော့ဗျစနေနေ့လည်းပါတယ်စရခဲ့စနေနေ့ညတိဆက်သွားရမယ်နော်ဘာကြောင့်လဲနောက်နေ့သွားမှာနောက်နေ့သွားမှာပေါ်လို့သူပြန်မတွေ့ရအောင်လေဒါနောက်ဆုံးတွေ့ရမယ့်အခွင့်အရေးဆိုတော့သူစီးဝေးကြဒါကြောင့်မလို့ဒါနဲ့ပတ်သက်ပြီးတော့ ခရီးရန်တွေကဟောဒါကြီးကတင်းငုံနေနေဆိုတော့ထင်သွားပြီးတော့ဒီကျမ်းမိုင်းနဲ့ပတ်သက်ပြီးတော့မာယုဆာယူဆမိတာပေါ့နော်ဆရာဟုတ်ပြီရန်ကောင်းတယ်ဆိုတော့နံပါတ်7ကိုဆက်သွားမှာနော်ယောမ14ငွေ9မှာပေါ့နော်ဟုတ်ဆရာဆိုတော့ရှင်ပေါ်လူရပြနေ့ရက်တရက်နဲ့တရက်တရက်ကနောက်တရက်တစ်ပို့မစားပါဘူးဗျတချို့လူရတာစားရထင်တယ်တချို့လည်းမစားဘူးလို့ထင်ကြတယ်ပေါ့နော်မိမိစိတ်သဘောကြပါစေတဲ့သူကတော့ပြောထားတယ်နော်ဆိုတော့အဲ့ဒါကိုဆရာနည်းနည်းလေးရှင်းပြပါလားတကယ်ပဲတရက်တရက်ပို့စားလားတူတူပဲမဟုတ်လားရှင်ပေါ်လူပြောတာ